စေရဟရဲ့နှစင်းကို KIA ကချင်လွတ်လိုက်တက်မတော်နဲ့မဟာမိတ်တွေကပစ်ချပြီးကလေးကငြိမ်နေတဲ့ဗမော်မျိုးကအမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်မှာမေ28ကစပြီးတိုက်ပွဲပြန်ပြီးပြင်းထန်လာတယ်လို့ဒေတာတွင် မီဒီယာတွေကဖော်ပြပါတယ်ဝင်းလိုက်ဟိုတယ်ကတက်စကန်အပါဝင်စကခ27ရဲ့ကာကင်းတက်စကန်တချို့ကိုတော်လိုက်တပ်ပေါင်းစုကသိမ့်ပိတ်ထားပြီလို့ဆိုပါတယ် KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကတော့ ီနေ့ထိုးစစ်ပြန်စတာမှန်ပေမဲ့စခန်းကြီးကြီးမားမားတိတ်မိတာမရှိသေးဘူးစစ်လျင်နဲ့အရင်လောက်အလားမများတော့ဘူးလို့ BNN ကိုပြောပါတယ်မောပဲမာဒီနဲ့မနေ့၃နာရီချင်းလောက်ကလေးကနဲ့ပြန်ပြမအထူးစစ်စင်တာတော့ရှိပါတယ်။ဒါမဲ့အဲဒုချနာတော့ခုတတိကတော့မရှိသေးဘူး။အဲပြန်လန်ပိတခတာတော့ရှိပါတယ်။လေကြောင်းလဲလာတော့လာပါတယ်။ အမေအတိုင်းနဲ့လူလောက်တော့မှမလာဘူးလို့ပြောတယ်စစ်တပ်တမနဲ့ပြောတာနော်။ဟိုကကိတိတင်းနာပါတော့ကျွန်တော်တို့ကမချရသေးပါဘူး။ဟိုစစ်တပ်တမနဲ့အဲသူတို့အဲဘလို့ပုံစံမျိုးတွေကိုပြောတာတော့ကျွန်တော်လည်းမသိဘူးနော်။အတေဝင်ပြောနိုင်လောက်အောင်ဒီပြုတ်နိုင်ပဲလောက်အောင်ကြည့်တဲ့ဟိုကကိတိတင်းနာတော့ချရသေးပါဘူး။ပမောစကက21ကို တော်လိုင်းတပ်ပေါင်းစုကသိမ်းပိုက်ဖို့ပြင်နေစမှာစစ်ကောင်စီတပ်တွေက KIA ရဲ့စစ်အင်အားကိုဖြန့်ထုတ်ခြင်းနဲ့အတွက်ဖားကန်ဘက်ကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့လည်းသိရပါတယ်။စကိုင်းတိုင်းကလေးမျိုးကနေချင်းတောင်ပေါ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုချင်းလန်းကောင်ဆယ် CC တပ်နဲ့ချင်းညီနောင် CB တပ်ဖွဲ့တွေကစူပေါင်းခုခံတိုက်ခိုက်နေတယ်လို့ ခေါနုတုံကဖော်ပြပါရယ်ကလေးမျိုးဘက်ကနေတီးတယ်မျိုးနဲ့အရောက်မှာ CDF CDM စီရင် PDF ဇိုလန်းနဲ့ CDF KKG CDF ကလေးကဘော်ဂန်ဂေါ်ဒုကမေ27မှာစတင်တိုက်ခိုက်ပြီးနောက် CC နဲ့ CB အင်အားစုတွေစစ်ကူရောက်လာတာလို့ဆိုပါတယ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးသူများတယ်လက်ရဖမ်းမိတာလည်းရှိပြီးလက်နက်တွေလည်းသိမ်းမိတယ်လို့သတင်းတွေထွက်နေပေမဲ့ ချင်းတော်လိုင်းတက်တွေကသတင်းမထုတ်ပြန်သေးပါဘူးတရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်တရုတ်စီမံကိန်းကတရုတ်ဝန်ထမ်းတွေစတင်ထွက်ပြေးနေကြတယ်လို့နရင်စရာကဖော်ပြပါတယ် AA အာရခတက်တော်ရဲ့ထိုးစစ်တရုတ်စစ်ရုံတွေရှိတဲ့ဂုံးချွင်တိုက်နယ်မလာကျွန်းဧရိယာဝန်းကျင်အထိရောက်လာချိန်မှာစစ်ကောင်စီတပ်တွေက စီမံကိန်းနယ်မြေအတွက်လုံခြုံရေးယူပေးသလိုနဲ့တရုတ်စစ်ရုံတဲမှာအင်အားတိုးချဲ့လာတယ်။ဒါပေမဲ့တရုတ်အလုသမားတွေနဲ့ဒေသခံဝန်ထမ်းတွေကအခြေအနေကိုသဘောပေါက်တဲ့အတွက်မေ26ကစပြီးစတင်ထွက်ပြေးနေကြတာလို့ဒေသခံတွေက ပြောကြောင်းဖော်ပြထားပါတယ်။မကွေးတိုင်းစလင်းမြို့နယ်က73ရက်ကြာတိုက်ပွဲမှာစစ်ကောင်စီဘက်က30ခန်းတင်ဆုံးပြီး တော်လိုင်းဘက်ကရဲဘော်တဦးကြဆုံးတယ်လို့မင်းဘူးခရိုင်အမှတ်၅တပ်ရင်းကသတင်းထုတ်ပြန်ပါလေစလင်းမျိုးကနေဝန်ပြည့်ကြီးရွာဘက်စစ်ကြောင်းထူလာတဲ့တပ်မ101ခလာရ255နဲ့ပြူစောတိပူပေါင်းအင်အား250ပါစစ်ကြောင်းကိုမေ23ကနေ25အထိတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်တယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးကိုမင်းဘူးခရိုင်အမှတ်၅တပ်ရင်းဘာမအာမီ မကွေးတိုင်းအထူးလှုပ်ရှားတက်ရင်မကွေးပကဖစလင်းပကဖအပါဝင်ဒေသတွင်းတက်တွေပူပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်ပကိုးတိုင်းကြောက်ကြီးမြို့နယ်တောင်စုရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတက်ကိုတော်လိုင်းတက်တွေကဂျာပြက်တိုက်ခိုက်ရာမှာစစ်သား၁၀ဦးသေပြီး9ဦးကိုလက်ရဖမ်းမိတယ်လက်နက်မျိုးစုံ၉လက်သိမ်းမိတယ်လို့စွန်ရဲတပ်ဖွဲ့ Falcon Gorilla Force က သတင်းထုတ်ပြန်ပါတယ်မေ19မှာတက်ခိုက်တာဖြစ်ပြီးအခုချိန်ထိဒေသတစ်ခုလုံးကို တော်လိုင်းတက်တွေကထိမ့်ချုပ်ထားတယ်လို့ဆိုပါတယ်ဒီဆစင်ရေးကိုစွန်ရဲတက်ဖွဲ့နဲ့အတူ KNL ကမြို့သားလွှမ်းပြောက်ရေးတက်မတော်တက်ရင်း၈နဲ့9ဒေသတွင်းမှာရှိတဲ့ PDF တက်တွေပူးပေါင်းတိုက်ခိုက်တာလို့ဖော်ပြထားပါတယ်ပဲခူးတဲ့နောက်ချမ်းအုပ်ဖို့မြို့နယ်ပဲခူးယူမအဆက်ထမ်းပင်ကုန်းကြီးရွာရှိ စစ်ကောင်စီအခြေကျစခန်းကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခတ်ရာမှာစစ်သား၈ဦးသေပြီးတနက်တလက်နဲ့ခဲရတချို့သိမ်းမိတယ်လို့သာယာဝတီခရင်တက်ရင်383နှစ်ကသတင်းထုတ်ပြန်ပါတယ်မေ25မနေ့6နိုင်မှာစတင်တိုက်ခိုက်ပြီးအင်အား30ရှိတဲ့စစ်ကောင်စီတက်က၈ဦးသေတယ်ကျန်တဲ့သူတွေထွက်ပြေးပြီးနောက်စခန်းကိုရှင်းလင်းတဲ့အခါလက်လုံတနက်တလက်နဲ့ခဲရတွေ သိမ်းမိတယ်လို့ဖော်ပြထားပါတယ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့သေဘောဘိုးစခန်းကို KNL တပ်မ6ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းစုကပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီဘက်ကစစ်ကူအင်အားဖြည့်ပြီးအပြင်းထန်ခုခံမှုပြင်းစင်နေတယ်လို့ KIC Current Information Center ကဖော်ပြပါတယ်။အနီးဝန်ကျင်ရှိ Wallie Viewer ကနေအင်အားတရာကျော်ထပ်ဖြည့်လာတာကို ဗီဒီယိုမှတ်တမ်းမှာတွေ့ရပါတယ်။တစ်ချိန်တည်းမှာပဲတော်လိုင်းတပ်ပေါင်းစုက လာနေချီပိတ်ဆို့ခံထားရလို့ရိတ်ခါပြတ်တောက်နေတဲ့ကော့ကရိတ်ကအမှတ်စနစ်ဆစ်စင်ရေးကုကဲမှုဌာနချုပ်နဲ့အနီးဝန်းကျင်တပ်ရင်းတွေကိုလည်းစစ်ကောင်စီကလေရင်ပေါ်ကနေရိတ်ခါခဲရန်တွေလေဒီနဲ့ချပီးခဲ့တာကိုဓာတ်ပုံမှတ်တမ်းမှာဖော်ပြထားပါတယ်ခင်ဗျာ။